အလုံးသောနောက်ဆက်သူပရိသတ်များမြူလာရှိရဲ့ချင်းခါလေးဖြစ်ပါစေရှင်။ကျမတို့ရဲ့ channel လေးကနေပရိုပရိသတ်တွေအတွက်ပရလောကဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေရပေဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့အစဲကြီးတဲ့တေးရဲ့ဆိုရဲဇာတ်လမ်းလေးရဲ့အစဆုံးကိုဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်ကျမဇလန်ကိုမစခင်မှာရေစုံနေနေကျမတို့ရဲ့ YouTube channel လေးကို like and subscribe နဲ့ပြေးပြီးနောက် notification bell လေးကိုလည်းနှိပ်ထားပေးကြပါဦးနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကြည့်တော့ဆင်တော့အစွဲကြီးရဲ့တင်ရေးဆိုရင်ဇလန်လေးရဲ့စာဆောင်ကိုနားဆင်ပေးကြပါဦးနော်မမြတ်တို့တို့သားမိရက်ခွဲစည်းလေးအတွင်း store sign နဲ့ at store sign တွဲဖွင့်ထားတယ်အမတကူတမင်တကူမုံမနဲ့ဈေးဖွင့်ကလေးကအိမ်မကျွလာပြီး sign ဖွင့်ကညနေ6:00နာရီဈေးတိမ်မအိမ်ပြန်ကြတယ်ဈေးကမနဲ့ပိုင်းပွင့်ပြီး နေ့7နာရီနောက်ပိုင်းဈေးကွဲကဆိုင်းပေပေအိမ်ပြန်ကြရင်ညနေ3နာရီခန့်မှစဈေးပြန်ဖွင့်ကညနေ6နာရီခန့်အထိရောင်းချကြရင်အမည်သူဟာဆက်ချုပ်ဆိုင်ပါကျွဲဖွင့်ထားတာကြောင့်နေခင်ဆိုင်ပိတ်ထားပေမဲ့မနေ့ပိုင်းဈေးဝယ်အတူကြရတဲ့အတွက်ဆက်မချုပ်ဖြစ်ပဲဈေးရောက်ရရင်ဈေးဝယ်အတူပါတဲ့ဆယ်နိုင်နောက်ပိုင်းမှာသာဆက်ခုံပေါ်ထိုင်ဖြစ်တော်ရင်တမင်းညင်ငယ်ကအယုတ်ကလေးတယုံနဲ့ကစားနေတယ်အသက်က၄နှစ်ရှိပြီရှင်းနှစ်ဆိုရင်ကြောင်ထားရတော့မယ် တမဲအတွက်အချိန်မပေးနိုင်တာကြောင့်မူကျူလေးမချခင်ရာကျောင်းတက်မှာသာကျောင်းထဲကျွရှင်တွေ့ထားတော်မူဟုမောင်မြတ်သူဆုံးဖြတ်ကြတယ်။တမင်းဒီမှာရုပ်လေးမိမိနားမှာလာယူလိုက်။မယိုးမိမိပဲအင်းကျစ်လေးချုပ်ပေးမယ်ဆိုဒီမှာကြည့်လိုက်အောင်ဆော့ဆော့ကလေးကမိမိချုပ်ပြီးဝတ်ကြောင်ပေးနေပြီ။ဟေးလားလိုက်တာဒါမှသူ့မိမိငင်ငိမ်ကကစားနေတော့ရုပ်ကလေးကိုတင်လိုက်ပြီးဘိုးမရုပ်လေးကိုမောင်မြတ်သူလက်ထဲမှာလာယူသွားတယ်။ထီယုံမလေးကိုရကလေးက ငင်းငင်းလက်ပေါ်မှာမကြားသွားလေရယူရအိတ်တဲကပြီးမှကြပြီးအိတ်တဲဝဲလာကလေးကဖလာတော့အင်းကြီးလေးကဟောင်းသွားတဲ့အတွက်အတိပြန်ချုပ်ပြီးရင်ဂရီပီပီကမှသုံးရက်ခန့်ကြာသွားရင်ယခုမှပင်ချုပ်ပေးဖြစ်သွားရင်သမီးဘိုက်စားပြီလားစားသေးဝင်မင်းဒါစိမေတင်းကြီးလေးပြအောင်ချုပ်လိုက်ဦးမယ်ပြီးမှစားတော့ပေါ့ငင်းငင်းကရုပ်လေးနဲ့စိုင်တောက်မှထိုင်ကစားနေတယ်။မောင်မြတ်တို့က ချိုလက်စာအင်ဂျီကိုဆက်ပြီးချုပ်နေတယ်။ဒိုစင်ဆိုင်ထဲသူအသက်30ကျော်ခန့်လူတယောက်ဝင်လာတယ်။ချိုလူကိုမြင်လိုက်ကလေးကမမြင့်သူစိတ်ထဲစိုးရင်သွားတယ်။သို့တော်ဆက်ချိုရမှာသုံးတော်ကက်ချီကိုအနီတို့ဆွဲယူထားလိုက်တယ်။ဆိုင်ထဲဝင်လာတော့ချိုလူကဆိုင်တဲရပစ္စည်းများကိုမကြည့်ဘဲအပြင်ကလူရှိမရှိအခဲခဲတဲ့ဆိုင်တဲကိုအခဲခဲပြီးမမြတ်သူအနီတို့ရှောက်လာတယ်။ခါကြမှာတမျောင်းကိုဆဲထုတ်လိုက်ပြီးဇေယောင်းလို့ရတဲ့ပတ်စံအကုန်ထုတ်။ဘာလို့ပေးရမှာလဲ အသားမဓာတ်နဲ့အထိုးမခင်ခြင်း။ပတ်စံအသားတကြီးထုတ်ပေး။မမြေကိုကြောက်တွန်းပြီးအန်ဆွဲကိုဆွဲဝင်ကပတ်စံများကိုဆွဲယူနေတယ်။ထိုလူပတ်စံမှာအာယုံရောက်နေတော့မမြေတို့ပိုက်စားပေါ်မှာကက်ချီကိုရုတ်တရက်ကောက်ရှုပ်ပြီးအကုံဆောက်ထိုးပြလိုက်တယ်။ကောင်းမကကြေတဝဲခန့်စိုက်ဝင်သွားတယ်။ကောင်းမညငါတက်ပြမသွားမယ်။ကဲ့ကွာကဲ့ကွာ။တွလက်ချေကတမြောင်နေအနီးကရှိနေတော့မမြတ်သူကို အသက်ပြောက်တဲ့တဲ့စိတ်လွတ်လွတ်ထိုးဆိုင်နေတယ်။အသက်ပြောက်သွားမှလက်ကလွတ်လိုက်တယ်။သူ့လက်ထဲမှာအောက်တိုခွေချသွားတယ်။ထိုးစင်သူ့မျက်လုံးကအခန်းထောက်မှကျိုင်ပြီးမျက်လုံးပြူကကြည့်နေတဲ့ကလေးမလေးကိုတွေ့လိုက်တယ်။သူတော်လက်ထေကထားကိုချစ်ချစ်ပေါင်းဆုပ်ပြီးကလေးမလေးအနီတို့ရှောက်သွားတယ်။နေ့ဒီတိုင်းထားခဲ့လို့မဖြစ်ဘူး။လှုပ်ပိတ်ခဲ့မှရက်အေးမယ်။တင်နာကောင်ငါသမီးကိုမတင်နိုင်။သူနောက်မှာအမျိုးသမီးတယောက်ကြောဖို့ခုန်တဲခွာစီကရှံပြူတော်ရင်ကန်တဲမှာလူပိုမရှိပါဘဲ ကျောပေါ်ခွန်တက်လာတော့အမျိုးသမီးကမိသူလေသူတက်လိုက်တာအမျိုးသမီးကကျန်းပြင်ပေါ်မှာခုခေလေးရှိနေတယ်။တင်းနာနေငါတက်မယ်ငါသမီးကိုလက်ပြားနေအောင်ထိခွင့်မပေးကျောပေါ်ကအမျိုးသမီးမရှိတော့ဘူးသူရှိမှရုတ်တရက်ပေါ်လာတယ်။တင်းတိတ်တိတ်ရေးမှသူတက်ပြက်လိုက်တော့အမျိုးသမီးကိုကျွလဲရရွေထိတ်ထိတ်လန့်လန့်နဲ့ထောက်အော်လိုက်စဉ်အမျိုးသမီးလက်ကသူမျက်နှာစီရောက်လာပြီးနောက်တော့ဆောက်တော်လိုက်တယ်။တိုင်မာပြည့်စီချိန်ရင်ရိုက်ထားသော လေးလက်မတန်ကုန်ကောင်သူနောက်စီအတွင်သူစိုက်ဝင်သွားရင်ဥကောင်တဲ့သုံးလက်မခန့်ဖောက်ဝင်သွားရင်ထိုးလူနဲ့အတန်တချက်ပဲမချွတ်နိုင်တော့ပဲအသက်ပြောက်သွားရင်ညင်းညင်းလေးလူဆိုကြီးမလုံးမရှာရှိနေဒီကိုမြင်မှအယုံလေးကိုဖွေပြီးမိခင်ဖြစ်သူအနီးတို့ရောက်လာတယ်မမေ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 ဘာဖြစ်နေရလဲဈေးဝယ်ရန်ရောက်လာတော့အမျိုးသမီးတယောက်ကြောင့်လူရည်တိကုန်နေမကြခင်ရဲများလည်းရောက်လာတယ်ကဲမဆိုင်တဲ့လူတွေအလုံးအပြင်ထွက်ကြပါပစ္စည်းတွေလည်းရှောက်မခိုင်းပါနဲ့ ကျေအားနဲ့ရာကျင်တက်လွင်စာဖြောက်သွားလိမ့်မယ်။ကဲစစ်စေးချက်ယူကြအောင်။ရေမြောင်စစ်စေးချက်ယူနေစဉ်ရင်ငင်းကမိခင်ဖြစ်တွေ့ရလက်ကိုဆဲထားရင်အာလုံးစစ်ချက်ယူပေးသွားရင်အိမ်မကိုကိုယ်မရှိအမေတခု။တမေတခုတဲ့ဓမ္မများဖြစ်ကြောင်းရုပ်ဖို့ချင်အားတိလိုက်ရတယ်။ကလေးမလေးရှေ့ခရကျွဲအကောင်းဆုံးဖြစ်အောင်စင်စင်ပေးမယ်ဟုသော စိတ်နဲ့ကလေးမလေးကိုစိတ်ခေါ်လိုက်တယ်။လာကလေးဦးလူနဲ့လိုက်ခဲ့။မမေမမေတမေတို့အိမ်ပြန်မယ်။အိမ်မပြန်နဲ့ဦးလူနဲ့လိုက်ခဲ့။ ရေဦးစောချင်းကညင်ငယ်သူလေးလက်ကိုဆွဲလိုက်တယ်။ငါသမီးလက်လွတ်ဟမ်ငါနာကဲអော်လိုက်တဲ့အသက်မျိုးရေဦးစောချင်းကြားလိုက်တာကြောင့်လက်ကိုရုပ်ပြီးနောက်ဆုံးလိုက်တယ်။တကြက်ပြုံးချူကကလေးမလေးလက်ကိုဆဲမယ်ပြု။နေဦးပြုံးချူစစောအတန်မင်းတို့ကြားလိုက်လား။မကြားပါဘူးဆရာဘာကြားလို့လဲ။ရေဦးစောချင်းရှင်ပြမေတော့ကလေးကိုဒီတိုင်းခေါ်လို့မဖြစ်ဘူး။သူ့မိစေမှာခွင့်ကြောင်းမင်း။ကလေးလေးကိုကောက်ကောက်မမမပြုစုပြုထားမဲ့နေရာမှာခြားပေးမယ်။ငါတို့လည်းစိတ်ချလက်ချထည့်လိုက်ပါ သူတို့ခွင့်တောင်းပြီးခေါ်တော့ဖာတယ်မှမကြတော့အလောင်းနှလုံးကိုစီဝင်တို့ယူတော်ပြီးကလေးမလေးကို ရေအိုးစောချင်းခေါ်သွားရင်းမန္တတာတရားကော်ဖီပြောင်းရင်းရင်းရင်ကြနေတဲ့စီပွားရေးအတွက်စိတ်မညစ်ရမိဖများချပေးခဲ့တော့အမွေနေကမတန်တာတတဆာမကုန်အချင်းရင်အင်တော်ကြီးချမကန်ကောင်းလွန်ခဲ့တော့စေလာခန်ကကြုံစုံချစ်ကြိုက်ခဲ့တော့ကိုမျိုးကိုလူကောင်းမျိုးရတဲ့အထင်နဲ့အယုံကြည်ယုံကမျက်စိစုံမိတ်ပြီးလက်ထက်ခဲ့ပြီးသူမျိုးရသူစင်မြစ်ကိုမစုံစမ်း လေးလာကဲအိမ်တော်မြို့မှာလူစုံလူမိုက်မှန်းတိလိုက်တဲ့နေစဉ်အိမ်ကက်တီမရှိတလောက်ကိုတပတ်ခန့်အိမ်မမနေရခုညကရေးချီတုပ်ပြားရောက်လာတယ်ရောက်တော့မိမိမှာကိုဝန်တုံလာရှိနေပြီဟုအသိပေးလိုက်တယ်ကိုဝန်ရှိမှန်းသိရင်အတွာလာလျှော်ရင်ယူရပြီးပြောလိုက်တဲ့ဖြစ်တယ်ဒီမှာကောင်းမီတောက်နေရတဲ့အိမ်ရောက်ပြဿနာကထပ်တိုးရသေးတယ်မိရဲ့ကိုဝန်ကိုမွေးမနေနဲ့ဖြတ်ချလိုက်ဘာဘာပြောတယ်ဖြတ်ချလိုက်ရှယ်လူမဟုတ်သေးရလားငါစိတ်ညစ်မခံနိုင်ဘူးကြောက်ကြရမခံနိုင်ဘူး လေးအကြောင်းပြပြီးငါ့ကိုခုမသွားနဲ့တီမသွားနဲ့လောက်ကျင်လို့လားငါပြဿနာနဲ့ငါခေါင်းရှုံနေအဲ့ပိုက်တရားဟာကိုကြည့်ရှင်းပြလိုက်ရှင်းတောင်းယူခြင်းလားရရင်ရှင်းကြွယ်တောင်းဖြစ်စီအောင်ကိုယ့်အကူမွေးမယ်ဒါဆိုရင်ကလေးအကြောင်းလာပြီးဇရာရှုံနေနေငါပြန်သွားမယ်ဒီညပြန်မလာယောက်ျားဖြစ်သူထံမှာစကားကုန်ကြရရင်ကိုမျိုးအိမ်တဲကထွက်ပြီးကောင်းမောင်းထွက်သွားတဲ့အတန်းကြရရင် မနေ့စောတွေကော်ဖီဖြော်ရင်မိမိအပေါ်ကျနာကိမဲလွန်တော့ယောက်ျားဖြစ်သူဟာကိုဝင်တဲ့မိမိအပေါ်စိတ်ဝင်စားရင်စီရင်ကြည့်ရင်များကိုဝင်ဖြတ်ချရင်ပင်တောင်းဆိုနေတယ်။တလေးလေးစေးချနေတော့မျက်ရည်များကိုတော့ရင်စပွဲမှချိန်ပြီးပေါင်မုတ်မိခင်ကိုထော်ပန့်နေငယ်တော့ကထိုင်စားနေတယ်။နေကင်းဖက်ရရေချိုးချင်စိတ်ပေါက်လာတာကြောင့်ရေချိုးကန်တဲ့ဝင်ကရေချိုးနေလိုက်တယ်။ ရေချိုးဆက်ပြအစီပလင်ကိုစင်ပေါ်လှမ်းကျင်လိုက်စဉ်မိမကျင်ထားသောဆက်ပြသုံးကားအော်တိုပလင်နဲ့တိုက်မိပေးကြသွားရင်ရေကိုနိုင်ဝဲနေပါစိန်ပြီးချုံနေလိုက်ခြင်းရေတဝါချိုးပြီးရေမြောင်းစင်အောင်တုတ်ကအဝက်လဲဝက်လိုက်တယ်အလုံးပြေတော့ရေချိုကန်အပြန့်ထွက်ရင်တကားစီလာရေချိုကန်အလေရောက်နေတော့ဆက်ပြတုံးကိုနင်းမိပြီးခြေပြန့်လည်းပြန့်လဲကြရယ်အာကြောင်နှစ်ဖက်နောက်သူပြေချော်ထွက်သွားပြီး ကြောက်ပြားပေါ် ဝမ်လျောင်မောက်လဲကြစဉ်ခေါင်းထဲဥနေရမဆောင်မရဲ့လက်ထဲထုတ်လိုက်တဲ့အတွက်ဘိုင်းနဲ့ကျန်းပြင်းအောင်ဖိဆက်သွားတယ်။အတွင်းကချော်လဲကြတဲ့အကြောင်းအိမ်ဖော်ပြည့်အတွေ့နေမအီမီအပြေးလွှားရောက်လာတယ်။တကားဖွင့်ပြီးအထင်းဝင်လာတယ်။မတန်နော်။နာကျင်လွန်လွန်ရဲ့သတိမိသွားတယ်။သတိရတော့စေယုံပေါ်ရောက်နေတီကိုတိလိုက်တယ်။မမကလေးပြတ်ကျသွားရဲ့။ဟွန်း ခင်ပွန်းတဲ့ကဖြတ်ချခိုင်းတော့ကလေးကံမကောင်းစွာနဲ့တပါဝတရားကဖြတ်စီအောင်ဖြတ်ပြင်လိုက်ပြီး မတန်နာမြေကြီးကြပြန်ပြီးမိမိရင်တွေမိမိကိုယ်တိုင်ရအောင်မွေးမိဖို့ဆုံးဖြတ်ချက်ကိုအခိုင်မာချပြီးကမှတတိမပြလိုက်တဲ့အတွက်ရိုးကျုံးမရကြခဲ့ရတော့မျက်ရည်ဖြတ်တယ်စယုံမှာတပတ်ခံနေပြီးကျမရေကောင်းလာတာကြောင့်စင်းခွင့်ကြောင့်ပဲအိမ်ထန်လာခဲ့တယ်။စယုံတန်နေစဉ်တပတ်အတွင်းမှာယောက်ျားဖြစ်သူထံမှတရင်ဆိုးကြရရတယ်။ဒုစရိုက်ဓမ္မချင်းချင်း စားကြက်လူရမှာလူတုံးရောက်တက်လိုက်တာကြောင့်ရဲနဲ့သူကမောင်မျိုးအဖမ်းခံလိုက်ရတယ်။လူတုံးရောက်တက်လိုက်တာကြောင့်လွတ်လန်းရှိတော်မူမဟုတ်ခင်ပွန်းတဲ့တရင်ကြတော့မတန်တာမျက်ရည်တစ်စက်ပင်မကြမီဝွကြွေးကုန်ပြီဟုသာစိတ်ထဲတတ်မှတ်ထားလိုက်တယ်။အိမ်ပြန်ရောက်ခဲ့ပေမဲ့အိမ်မှာကက်နေခြင်းစိတ်မရှိရတဲ့အကိုရှိရှိရာတကုံရှိပိုင်းစမုတ်စုံတို့ထွက်လာခဲ့မိသားစုစီဝါရေးဖြစ်တယ်။နိုင်ဤကကျဲတော်မြေခွက်ပေါ်မှာ ယုံသုံးယုံတိဆောက်ထားပြီးအလောသမားနေရာကျော်နဲ့ရတဆောမုံလုပ်ငန်းလုပ်ကိုင်းနေဆက်ယုံကအကိုကြီးကတောင်ယူဦးစင်လုပ်ကိုင်းနေအကိုကြီးရအင်တာမရှိသူလူပြိုကြီးဖြစ်တဲ့အသက်90ရှိပြီးမိဘလက်ငုတ်ကိုတိုးတက်အောင်ကျန်းဆောင်လုပ်ကိုင်းနေခြင်းဖြစ်တဲ့မုံလုပ်ငန်းအပြင်ပတ်စံမရသောလူမှုကူညီရေးတစ်ခုလည်းရှိသေးတယ်။ဒူကဲတို့ပင်ပတ်စံရှိဝတ္တနာတူသူငယ်ချင်းတို့ရောငွေကြေးစိုက်ထုံမှကြည့်ပြီးမိဘမိတ်ကူညီကယ်ဆယ်ရေးကိဟာတစ်ခုထူထောင်ထားတယ်။ ချိုကေဟာမှာတပတ်ကိုတရေပုံမှန်ရုံးထိုင်ပေးရတယ်။ကေဟာမှာကလေး90နီးပါရှိတယ်။ဝန်တန်လေးရောက်တဲ့ကေဟာအုတ်ချုပ်သူပန်တိုင်တယောက်ရှိတယ်။အပြင်အစေတနာရှိရလှူဒန်းတော်ငွေနဲ့သူငယ်ချင်း၃ယောက်ဘန်းငွေမရတော့အသူနဲ့ကေဟာကိုလက်ပံ့နေခြင်းဖြစ်တယ်။စနေနေ့အတိုင်းသူငယ်ချင်း၃ယောက်ကေဟာမှာပုံမှန်ဆုံးကြတယ်။ကေဟာရဲ့လိုအပ်မှုတိုးတက်မှုအလုံးစစ်ဆေးဆုံးဖြတ်ကြတယ်။နေကင်းတနားရေးဆုံးကြတယ်။ယနေ့စနေနေ့မတန်နာမနဲ့ကေဟာ ဆက်ယုံရောက်နေဆက်ယုံမှာနေလဲစားစားပြီးမိဘမဲ့ကီဟာတို့ထွက်လာခဲ့တယ်။ကီဟာရောက်တော့သူငယ်ချင်းတို့ရောက်ဆုံးကြတယ်။တန်တာဆက်ယုံတက်နေစဉ်သူငယ်ချင်းများနေစဉ်ရောက်လာပြီးအားပေးကြတယ်။ဒီနေ့နားကျင်အောင်လို့ပြောကြရဟာလာပြောင်းလာသေးတယ်။ငါအိမ်မှာနေချင်းစိတ်မရှိဘူးဘဘကြီး။ငါမနဲ့ဂရေကအင်းအားချက်ပြီးဆက်ယုံရောက်နေတာ။ဘာထွက်ကြလဲ။ကီဟာကိုကလေးမလေးတယောက်ရောက်လာတယ်သူ့ဖေဟာ သူတနေ့တမင်မှာဆုံးသွားတယ်။အမေအပီကလေးဆယ်ရလောက်ကဆုံးသွားတယ်။သူ့မှာဆွေမျိုးသားချင်းမရှိဘူးလား။မရှိဘူးလို့ရဲ့ဥက္ကပြောတာပဲ။သူ့မိအားတက်ခံလိုက်ရတာ။သူမျက်စိအောင်မှာအမေပြက်သူဓာတ်နဲ့ရဲ့ဆက်ဆက်အထုခံနေရမြင်ပြီးအကြောင်းလွန်သွားလို့လားမသိ။ခေဟာကိုရောက်ကလေးကစကားမပြော။ဘာတူနေမှလဲ။ဝေမကစားတောက်တဲနေရပဲ။ဟို့မှာတစ်ပင်အောက်ကခုံပမာတိုင်းနေရသူလိပေါ်အသက်ကလေးနှစ်တသာပဲရှိသေးတယ်။အပေါ်ချက်ကမန်ခံဖြစ်တာကြောင့်အောက်ဖက်ရှိအလုံးကိုမြင်နေရတယ်။ ကလေးလေးကရုံးရည်တန်တန်လေးအချော်လေးပဲမတန်တာကလေးမလေးကိုကြည့်ပြီးမှတ်ချက်ပေးတယ်။ထိုစဉ်သူတို့စပွဲဝိုင်းတို့အတဆိတ်ခံအမျိုးသမီးတယောက်ရောက်လာတယ်။ကေဟာအုတ်ချုံရည်မူလေးမတန်နာရုံနဲ့အတူထိုင်းနေ။ကဲမျိုးမျိုးခင်အဲ့ခုမတိုင်းကျမခေါ်တာကိစ္စရှိလို့လား။အဲ့ပြောရည်ကိုမကြိုက်တာ။ဘာပြောမလဲဆိုတာခဏသေးခင်စောင့်အောင်ပေါ့။ခွာရတာကတော့ကလေးတွေအပြောဆိုဆက်ဆန်တန်တွေအပြောများလာတော့တတိပေးချင်လို့ခေါ်လိုက်တာ။ပေကြီးရက်တွေကလေးတွေကိုစဲရင်ရိုက်တယ်လို့ကြားရင် မနေ့ကရေချိုးတဲ့နေရာမှာဆဲဆိုရိုင်းနေနေတယ်လို့ကြားတယ်။ဒီရောက်လာတဲ့ကလေးတွေဟာဆွေမျိုးလဲခုခွေးစရာမရှိ အမေအဖလည်းမရှိဆရာငယ်ပဲရောက်လာကြတာသူတို့ရဲ့ပျောက်ဆုံးနေတဲ့နာကက်ကိုကောင်းမွန်လာပေါင်းပြုစုပြုထောင်ပေးကြမှာသူတို့လေးတွေအာကိုစရာရှိပါသေးလားလို့အတိဝင်ရာစိတ်စတနာတန်တန်နဲ့ကုညီပေးရမှာအလုတ်ကိုစာလက်ခံကလေးကဒီလိုစိတ်တည်းရှိပါမယ်ဆိုလို့အမတို့ကလက်ခံခဲ့တာအချင်းရှိပါသေးတယ်ကလေးတွေအပေါ်တက်နိုင်ဆုံးအတိခံပြီးအကျဉ်းအစိမ့်နဲ့ပြုစုပြုထောင်ပေးပါ ဘလလေးအမတို့ပြောတာလက်ခံလားကျိုတီးခဲ့နိုင်ခြင်းမခံနိုင်ခြင်းဆိုတာလူတိုင်းမှာသူ့တိုင်းတာနေသူရှိရင်ကျမတို့ဒီထက်ပိုပြီးတီးမခံနိုင်တော့ဘူးအင်းလီဒါကမင်းပိုင်မယ်တော်တော်မင်းစင်စားခြင်းတပတ်ပေးလိုက်မယ်တပတ်အတွင်းမင်းကလေးတွေပေါ့ဆက်ဆက်ရေးမပြောင်းနိုင်နိုင်ဘူးဆိုရင်မင်းစားတယောက်ခွာရုံမှာပေါ့ဟုတ်ကဲ့ဒါဆိုရင်သွားလို့ရပြီလားအေးအေးရပြီမျိုးမျိုးခေရဆိုတော့အမျိုးသမီးလေးအိုချိုရင်မနဲ့ စကားအခြေတင်ပြောပြီးပတုကိုမနှုတ်မဆက်ပဲထိုင်ရကထသွားတယ်။မတန်တာပြန်လို့ကြည့်လိုက်ချင်းခုံတန်းပေါ်ထိုင်နေသောကလေးမလေးကိုမတွေ့တော့ထိုချိန်မြေမြိုခင်အခန်းတဲကမကျင်နဲ့သောစိတ်နဲ့ထွက်လာစဉ်အခန်းထောက်ကျောတိုင်ဝန်လာသောမြင်းကြီးလေးကိုမြင်လိုက်တာကြောင့်ဒရစိတ်တို့ကလေးမလေးပေါ်ကြောက်သွားတယ်။ရုပ်ကောင်မှုန်ကုတ်ကုတ်နဲ့မင်းလို့မပြောခေါ်လို့မတူစိတ်ရှင်လက်ရှင်ပါနာပရိုင်ပြည့်ကျင်နေ ဘဇက်ကပြောလက်ကရွေလိုက်စဉ်ယုတ်တရက်ရွေနေသောလက်ကိုနှောင်မဆောက်ဆွဲလိုက်တဲ့ဖြင့်မျိုးမျိုးခင်ပတ်လက်လဲကျသွားတယ်။အာလွတ်လွတ်မတန်နာတော့သူငယ်ချင်းတောင်ယောက်ကကီဟာအုတ်ချုပ်ရည်မှုတို့ထိုင်းနေရစပွဲနေသူပတ်လက်တရက်တိုင်းဆွဲသွားခြင်းကိုခံလိုက်ရတယ်။ဆွဲနေသူကိုမိသူမမမြင်ရအကန်နဲ့မှလက်ကိုမလွတ်ပဲရှင်းတော်ဝေးရတရက်တိုင်းဆွဲခြင်းခံနေရတယ်။ရုံများနဲ့ပြည့်ရလိုက်တယ်။ပြီးဦးများနဲ့ပြည့်ရတယ်။မျိုးမျိုးခင်အကြောက်လွန်ပြီး အကြံပေးမချနိုင်တော့မတနာရုလည်းထိန်လန့်ပြီးအခန်းကျောင်းမှာပြေးကပ်နေကြတယ်။ပရင်ပေါအနီတို့မြမျိုးခင်ကိုစိတ်ခေါ်ထားတယ်။မြမျိုးခင်ရဲ့ခနာကိုကြီးမြောက်တက်သွားတယ်။ဂျိုမာတပန်လီတဲလွင့်ကမဆောက်အောင်နဲ့ဇဲပီခန့်ကွာရှေပတော့ပင်ကွာစုံပေါ်ပြစ်ကျသွားတယ်။တဲပင်ပေါ်မှာတစင်မြေပြင်ပေါ်ကြကအသက်တည်ဆုံးသွားတယ်။မကြခင်ကြီးဟာတို့ရေများရောက်လာကြရင်လူအားတိုက်ပေါ်အားကြရင်တိုက်အခြေကား ကွာလာ၃ပေ၄ပေပေါ့အခု10ပေလောက်ရောက်နေရဲ့ဆိုတော့မယုံနိုင်စရာပဲကျမတို့အားလုံးရှိမှတင်ပရင်ပေါက်ကလွတ်ပြက်ခံလိုက်ရတာဒီအစားမှာထူးထူးခြားခြားဘာဖြစ်တယ်လဲဘာမှမထူးခြားအောင်ဒါပထမဆုံးပဲတရီရောထားနေကြပေါ့ထူးခြားရင်အကြောင်းကြပါဟုတ်ကဲ့ရေကားပြန်ထက်သွားတယ် ညနေ9နာရီခန့်မတန်တာခေဟာမှာပြန်ခဲ့တယ်။ညနေထမင်းစားချိန်ရောက်ပြီဖြစ်၍ညင်ညင်တယောက်ချင်းထမင်းစားဆောင်သူထွက်လာတယ်။သူရှိမှသူ့ရွယ်ကောင်းလေးတယောက်နဲ့သူထက်တနေ့နေ့ခန့်ကြည့်မင်းမင်းလေးတယောက်တို့ရက်နေတယ်။ညင်ညင်သွားမဲ့ရှိရာပိတ်ရက်နေတယ်။ညင်ညင်ကားခွေးရှောင်းမဲ့ပြပြီးတပတ်သူချင်းလန်းလိုက်စဉ်သူဘက်သူနေရောက်တာလိုက်ရွှေ့ကြတယ်။ပြီးစံနင်းလက်တရားယုတ်အကြီးမလေးကညင်ညင်လက်ထဲကယုတ်ကိုဆွဲလူတယ်။ညင်ညင်ကအဲယုတ်ကိုလက်ကမလွတ်ပါ မြင့်ရရွတ်ကျင်းနဲ့မြင်ရတာမျက်စိနောက်တည်းခက်ထန်သောအတန်းနဲ့အတူတွေ့ရမြင်မကောင်းပြီးကြံနေတော့အမျိုးသမီးကြီးတယောက်ကိုမြင်လိုက်တာကြောင့်ကလေးနှစ်ယောက်ချက်တီတီပြီးကြံ့ရတဲ့တေးမကြီးပြောက်သွားပြီမဲမလုံးမရှယ်ရှိနေတယ်။ငငိမ့်ကသူတို့နီမှာထသွားတယ်။ငငိမ့်ကသူ့မျိုးသမီးကိုမမြင်ဓမင်းစာခံနေဝင်သွားတယ်။ဟိတ်ကောင်မျိုးလင်ဘာရက်နေရလဲ။နောက်မှရောက်လာတော့ကောင်းလေးကအကြောက်လွန်ပင်ရက်နေတော့မျိုးလင်ဘကောဟာပုံလိုက်မှသတိပြန်ဝင်ကလမ်းလျှောက်၍ရသွားတယ်။ တနင်္လာနေ့ကမှာတင်းနေတာတာဝန်ထမ်းဆောင်ရမကျန်နာကြွက်လာခဲ့ညကလေးကဆုံးဖြတ်ကြတယ်။မကြခင်ကမှရောက်လာတော့ညီငယ်လေးကိုအိမ်မှာခေါ်ကြရင်ဖြစ်တယ်။ကီဟာစီကန်းရှိကလေးတယောက်ကိုခေါ်ချင်တိုင်းခေါ်ခွင့်မရှိ။အော်တိုရေးပိုင်းကိုအတိမဲ့ပေးပြီး စာချုပ်စာတမ်းနဲ့တာခေါ်ခွင့်ရှိတယ်။သူကလေးရဲ့ပညာရေးလူမှုရေးကစာတောင်းဝန်ယူရတယ်။ကီဟာမတော်လည်းကောင်ဌာနဆိုင်ရာမှတော်လည်းကောင်အချိန်မရေးစစ်ဆေးခံနိုင်ရမယ်။ ထိုကိစ္စအလုံးမတနာစီစဉ်တာရင်ညနေအပြန်ကလေးမလေးကိုခေါ်တော့အမေကိစ္စအလုံးစီစဉ်ပြီးတာနဲ့ညင်ငင်းကိုစာချုပ်စာတမ်းနဲ့ဝေရန်အိမ်တို့ခေါ်လာခဲ့တယ်ကားပေါ်သားပါလာတဲ့စကားတလုံးမှမပြောပြောလဲမပြောပြောတဲ့အတိုင်းတော့နားထောင်နေအိမ်နာရောက်တော့စိုးဆိုင်ဒီဇိုင်းမှာကားရက်ပြီးကလေးသုံးဆောင်များဝယ်ရနေအိမ်မလိုအပ်တော့မို့ချူဝယ်ရင်ကားပေါ်ဟာဆင်းမဲ့ပြိုတမလီကားပေါ်ဟာထိုင်ဆောင်အန်ဒီရစားစရာဆင်းဝင်လောက်မယ် သူများမှာပြီးကားပေါ်အဆင်ခဲ့ရင်စိုင်းတင်မလိုအပ်တာရှာဝေပြီးတခုချင်းဝေနေတို့ချင်းအပြင်မှာရက်ထားသောကားနီတို့အယက်မူတမတရားရက်လာပြီးအထဲကိုကြည့်လိုက်စဉ်ကလေးတယောက်တည်းတွေ့ရကြောင်းကားတကားဖွင့်ပြီးအထင်းဝင်လိုက်တယ်ကားတုပ်ပုတ်ကိုဖွင့်ပြီးတံပိုးရှိရဲ့ပြည့်စည်ကိုရှာဖွေနေစဉ်အေးဆက်တော်လက်ကြည့်ပြင်းမျက်နှာကိုလာတရားကြောင်းလဲကြည့်လိုက်ရာတွေးချင်းချင်းနီနီသောမျက်နှာချင်းနဲ့တည်ရမကိုမြင်လိုက်တဲ့အတွက်ချက်ချောင်းလန်းလန်းနဲ့ထောက်အော်ပြီးကားပေါ်မှာအဆင်ပြေတော်ရီး ။တေးတေးကောင်းပါမသေး။ထိုလူအော်တန်ကြောင့်ပတ်စံရှင်နေရောမတန်နာကြသွားရင်မတန်နာလည်းပြန်အန်တော်ပတ်စံကိုပဲမယူတော့ပဲဆိုင်တဲမှပြည်စီများဆွဲပြီးပြေးထွက်လာခဲ့တယ်။ကားရေးမှာဘာမှမရှိမတန်နာကောင်းမောင်းပြီးထိုနေရာမှာထွက်လာခဲ့တယ်။အိမ်တို့ရောက်တော့ကြောက်နာရီထိုးပြီးမအီမီ တကားလာဖွင့်ပေးတယ်။မအီမီကအင်မိုကိစ္စဆစ်ကြတယ်။ဤအိမ်ချောင်းဝဲတွင်မှပင်သူ့အမွေးဝါခဲ့တယ်။ မတန်နာမိဘလက်ထက်ကလေးကမိုင်အမီရဲ့မိဘများအင်ကြီးရဲ့တောင်းလုံးကို ယူခဲ့ကြတယ်။မတန်နာမိဘများမစွန်ခင်မိုင်အမီမိဘများအီချန်ကြီးအတွဲ၌ပင်တယောက်ပြီးတယောက်ဆုံးသွားတယ်။ရှစ်နှစ်သမီးရွယ်ရှိသေးသောမိုင်အမီကိုမတန်နာတို့ကတာဝန်ယူခဲ့တယ်။ကြံတိုင်အမိုက်လေးကသာခိုင်းစရာမလိုအောင်ကြေလပေါ့စာလုတ်ကင်ပေးတယ်။မတန်နာမိဘများဆုံးသောမိုင်အမီ၁၄နှစ်သမီးရွယ်ရှိပြီးယခုမတန်နာကမိုင်အမီတာဝန်ကို ဆက်ယူခဲ့တယ်လို့မာတန်နာရဲ့ကိစ္စမန်တမားမအီမီကတာဝန်ယူခဲ့တယ်။အိမ်မိုကိစ္စမန်တမားဘာမှပြန်မကြည့်ခင်ရာတိုးတက်တော့တမတ်ပေးထားသောအခကျင်းငွေကိုတနေ့စာတနေ့စာပေါင်းပြီးဗန်မာထည့်ထားပြီးစာရေးတော့ရေးနေထိုင်ရင်အဝက်စားကစာမတန်နာကလိုလီတီမရှိဖြစ်စံပေးထားရင်ယခု16နှစ်ရှိပြီးရုပ်ရည်မှာအမိအဖအများကအညာသူအညာသားများဖြစ်ပြီးမလာမစပါတမီးပြတ်သူဟာမြို့ရတော်သူပုံပေါက်နေတယ် ခလုံးကိုပေါကပိမ့်ပိမ့်ပါပါဖြစ်တယ်။ပေါ်ပါတွက်လက်တယ်။မအီမီကမတနာနဲ့ချိန်မှအိမ်များကိုယူလိုက်ပြီးအိမ်ထဲဝင်သွားရင်မတနာကညင်ငိမ့်နဲ့အတူအိမ်ထဲဝင်လိုက်လာခဲ့တယ်။မအီမီပြန်လာခဲ့အောင်ဟုတ်ကဲ့မမခဏကြာတော့မအီမီအေဂန်နဲ့ရောက်လာတယ်။ဒါမမတို့နဲ့အတူနေမှာကိုညီမလေးတို့တဘောတာဟုတ်လား။စိတ်တိုင်းမကြလို့စူရာစဲတာမလို့ရအောင်တော့ဟုတ်လား။ဒီကလေးအတွက်မမမခိုင်မဲဘာမှမလုပ်ပေးနဲ့။မမခိုင်မှလိုအပ်တာလုပ်ပြီးဟုတ်လား။ဟုတ်ကဲ့မမ ကဲမမတို့ရေချိုးပင်ထမင်းစားမယ်။နောက်နိုင်ဝဲကြရင်ထမင်းပြင်လိုက်ဟုတ်လား။မအီမေနောက်ဖက်ထွက်သွားတယ်။မတန်နာလည်းညင်ငိမ့်ကိုခေါ်ပြီးအိမ်ပေါ်ချတ်သူထွက်လာခဲ့တယ်။မတန်နာအိမ်ကနေကဲရက်ခဲမှာညင်ငိမ့်အိမ်ရန်နေရပြီးတယ်။သမီးဒီအိမ်ရောင်မှာအိမ်ဟုတ်လား။အန်တီဟိုဖက်ကမှာအိမ်ပဲ။အပေါ်ပါသွားခြင်းအန်တီကိုနှိုးပဲချင်းပြပြနှိုးအိမ်သားအတီတတဲ့သွားတာနဲ့ရောက်တယ်။ညင်ငိမ့်ကဘာမှမပြောဘဲကတင်ပေါ်တက်ထန်လိုက်တယ်။ရေချိုးမယ်ပြီးရင်ထမင်းစားမယ်လာကြ။မလို့ထိုက်ရမှမကြ။ ဟင်မချိုးကျင်မလားအန်တီဝယ်လာတဲ့အဝတ်စားအသင့်လေးတွေဝေးအောင်ရေးကျူလိုက်ဟုတ်လားဂျိုကာမှပဲငင်းငင်းရေးကျူရန်လိုက်လာခဲ့ရေးကျူပေးပြီးဆိုင်ရောက်ဝယ်လာတော့အင်းကြီးအသင့်လေးဝတ်ပေးလိုက်တယ်ရေးကျူသမင်းစားပြီးတော့ခွန်နိုင်ခွဲပြီးပြီးငင်းငင်းကိုအိတ်ကန်တဲလှုပ်လိုက်ပြီးစပွဲမှာထိုင်ကာစင်ရစရာများလုပ်နေတယ်ငွေကြေးကိစ္စများမှန်တယ်များဆိုင်ရမန်နေဂျာပို့ပေးတာကြောင့်တေချာစစ်စီပြီးစည်ရင်တွင်တင်စီနေတယ်။ညာရှင်းနိုင်ခွေတော့ အလုခနာရပ်ပင်ညဉ့်ညက်ခန်းတကောင်းပွင့်ကောင်းဝင်ကြည်မာချရတဲ့အတိုင်းမိပိတ်ရွေစပွဲပေါ်၌မိအင်လေးဖွင့်ပြီးအိပ်ပျော်နေအယုတ်လေးကတော့လက်ကမလွန်မတနာဆန်ကိုချုံပေးလိုက်တယ်ဟင်အနီးကအရေးတကူဖြတ်သွားသည်ဟုစိတ်မထင်လိုက်တာကြောင့်လက်ပဲကြည်ဘာမှမကြည်ခနာရက်နေပြီးအခန်းတရားထွက်ခဲ့တယ်လက်တော့ကိုတိမ်ပြီးအိမ်ရန်ကတင်ပေါ်ကတက်လိုက်တယ်ဟင်ဘာကြနေရလဲကတင်ပေါ်မှာပြန်ဆင်းပြီးအိမ်ခန်းပြန်ထွက်ခဲ့တယ်ငင်းငယ်အခန်းဖွင့်လိုက်တယ် ။ငငိမ့်လေအိပ်ပျော်နေ။အော်ဒါဆန်းလာပြီးမအီမီအခန်းတကားဖွင့်ကြည့်လိုက်တယ်။မအီမီလည်းအိပ်ပျော်နေပြီးဖာရီကြလာတယ်လေ။ရှာမတွေ့အောင်အပေါ်ချက်တို့ပြန်တိုက်ခဲ့တယ်။ဟွန်းဒီကလေးမလေးရဲ့အမေများဒီအိမ်ထင်လိုက်လာလားမသိဘူး။သူ့ပါရဲဆိုတာသိရအောင်အတန်ပေးတာများလား။အတွေ့ပေါင်းစုံတွင်အိပ်ပျော်အောင်အိပ်လိုက်တော့တယ်။ မနက်လင်တော်မအီမီလို့ပေးထားသောမနက်စာကိုစားကြရင်ဒုံစံတိုင်းတွားနေကြစိတ်ယုံကြိုးသွားမယ်နေဖြစ်တယ်။ညင်လေးကိုခေါ်သွားရင်စိတ်ကိုလိုက်ချင်းစိတ်ယုံကထုတ်တော်မှုများကိုညင်ငင်ကိုစားခံရမယ်။အိမ်မှာစိတ်ယုံကထုတ်တော်မှုများကိုမထားငယ်စဉ်ကလေးကစားလာခင်ရရင်ရိုးဤနေပြီးမိတ်ဆွေများကိုလက်ဆောင်ပေးစရာရှိမှသာအင်ဒိုယူလာတတ်တယ်။ရင်ရင်ချင်းတဲ့တတီဆိုပါကအင်ဒိုယူလာခဲ့ရမယ်။နေဆယ်နိုင်ခွဲကဆက်ယုံမှာပြဿနာဖြစ်တဲ့အတန်ဂျွန်ကန်တဲ့ရောက်လာရင် ဘာတနာနဲ့အကိုကြီးတို့ရုံခံမှာလုပ်ငန်းအကြောင်းပြောစရာရှိပြီးမုတ်ထုတ်ယုံမှာအလိုတမာတောင်နဲ့ညင်ငင်ကိုထည့်ပေးလိုက်တယ်။ကလေးကိုစိတ်ရှိရှိဆက်ဆံရင်မော်အောင်မောင်ရင်အတိချာမလိုက်ကမှပါမီမီများတာကြောင့်ထိုလိုတမာလီကစိတ်မရှိတော့၍ခေါင်းကိုတကြက်ခောက်လိုက်တယ်ဆိုရင်ညင်ငင်ကြိတ်ပြီးမြည်ရကြနေတယ်။တိတ်စံမြည်မကြနဲ့အခုတော့လိုက်ငါထက်ခောက်မြို့တော့မယ်။တို့စကားဆုံးယုံရှိသေးတယ်။အလိုတမာလီရဲ့ပေါ်ကုံမြောက်တက်သွားပြီး ဆံယုံမပြန်ထိုးထွက်နေတော့တပါတဲ့နဲ့ခေါင်းကိုဆဲဆောက်နေလွတ်လွတ်ဘလို့ဖြစ်လို့မျှော့တက်နေရလဲမတန်နာကိုတရင်လာပေါ်တာကြောင့်ရုံကန်တဲမှာထပ်ပဲလိုက်လာခဲ့ရင်မမြင့်တို့လှုပ်ပြလိုက်ပါငင်းရင်လေဘာမှဖြစ်ပါဘူးလှုပ်ပြလိုက်ပါဒုက္ခမှာအကူနှိတ်ချလာပြီးလူတည့်ရခန့်အမြင်ရောက်မှလွတ်ကြလိုက်တယ်ငါတည်တည်ချာချာမလိုက်တောင်နားမထောင်ငင်းငင်းငင်းကိုဘာလို့လဲမှန်မှန်ပြောဘာမှမလုပ်ပါဘူးအာသူမင်းကလေးကိုကျင်နေတစ်ကန်လိုက်တယ်လားနောက်ဖက် တလန်ခံရွေ့သွားတယ်။နေညာနေပိုးစိုးလိုက်မယ်။အမှန်ပြောမှငါတောင်းပန်ပေးလို့ရမှာ။ကျွန်မဆဲပြီးသူ့ကောင်းကိုခောက်လိုက်မိပါတယ်။နောက်တစ်ချိန်ထက်ခောက်မယ်လို့အခုလိုလုပ်တာခံနိုင်ရတာပါပဲ။ဒီကလေးအမေဟာတက်ခံရပြီးဆုံးနာမကြသေးတယောက်တည်းကျန်ခဲ့တဲ့တမင်ကိုစိတ်မချလို့လိုက်ဆောက်ရှောက်နေရငါကရိုင်းအသားတမင်အရင်လိုဂယူဆိုင်နေရအောင်စိတ်မချနိုင်လို့တောလျာလိုက်နေကကလေးကိုမအောင်မငောင်းမရိုက်ဖို့မလိုက်ရနေနောင်တောင်ငါရောက်မြန်လို့ကဲအားလုံးမတ်ချဒီကလေးကမားနေအတူနေမှာ အမားစိတ်ယူလာရင်ပါလာခြင်းပါလာလိမ့်မယ်။ကလေးနဲ့ဆက်ဆံရင်ကြင်ကြင်နနာဆက်ဆံပေးပါ။ကလေးရဲ့ခံစားချက်ကိုနားလည်ပေးကြပါ။ကဲဘာဝင်ဖြစ်တော့နောက်တစ်ခါမဖြစ်စေနဲ့ကြားလား။ဟုတ်ဟုတ်ကဲ့။မတန်နာလေးညီငယ်ကိုလက်ဆွဲ၍ရုံခန်းထဲခေါ်လာခဲ့တယ်။ညနေ9နာရီစိတ်ယူမှအင်တို့ပြန်လာခဲ့တယ်။အင်ကိုညီငယ်ရောက်ပြီးဆိုင်ရက်ခန့်အရောက်ပြဿနာဖြစ်တော့တယ်။မအီမီတယောအတိအချာမာတာရဲ့စကားကိုမတိမဟုတ်သေးတယ်စိတ်မရှိတိမခံနိုင်တဲ့အတွက်အောင်ငေါတွန်းထုံလုပ်တယ် ပါဇက်ကလည်းဆဲလိုက်သေးတယ်။ထိုချိန်မှာပဲမအီမီစပင်းကိုဆဲပြီးကျန်းကျင်တဲ့နဖူးကိုအချက်များစွာဆဲဆောင်နေ။တေးမကအတိအချမြင်နေရတယ်။အာအာနဖူးမအရေးကိုများစုပ်ပြတ်တက်ပင်တွေ့များမြင်မကောင်းအောင်စီးကျလာတယ်။မအီမီသတိမိသွားတယ်။ညင်ငိမ့်လေးမအီမီမိခင်ဖြစ်သူစုံမနေတီကိုမမြင်ခေါင်းကိုဆောက်နေတီတော်သည်။ထိုချိန်အပြင်မှာမတနာပြောင်းလာတဲ့သတိမိနေတော့မအီမီကိုတွေ့ရကြ။စေကံတို့ပူအာရီ ။ဦးကောင်းအနေငယ်အပ်သွားရင်အသားရည်များဆုပ်ပြတ်ကုန်တယ်။အတန့်ကြီးမစိုးရိမ်လာတာကြောင့်အချူကိုစိတ်ကမှာထားခဲ့ရတယ်။အိမ်ပြေရောက်တော့မှောင်နေပြီးညစာတွေစစ်စင်ပေးပြီးငငယ်ရှိချပြလိုက်တယ်။စသမလေးဘိုက်စာနေပလား။ငငယ်ကတဆုံခက်စားစဉ်ပူသေးရဲ့သမီးမှုပြီးစား။ဇုံးကိုပြန်ချလိုက်တာကြောင့်မတနာဇုံးနေခဲ့ပြီးပဇက်နေမုတ်ကငငယ်ကိုကျွေး။ တစုံနှစုံသုံးစုံမြောက်ရောက်ပကံကိုအောက်ထွန်ပေးစပွဲပေါ်မှကြာကအဲ့ဘောတက်တက်သွားရင်မတနာစားစရာပြောင်းစားပြီးတင်းစဲကအပေါ်ထက်သူတက်လာခဲ့တယ်။အိတ်ကန်တဲမဝင်သေးပဲငင်းငယ်ခန့်တကားကိုဖိန်ကအတင်းဝင်ပြီးဆောင်းဆဲချုံပေးလိုက်တယ်။တမလီဘိုက်ဆောင်နေမှာပေါ့။ထားပြီးဆောင်းလေ။အင်းပြောသေးဘူးမလား။ဘောင်းဝင်ပြောပဲညင်နေတာကြောင့်အိတ်ကန်အပြင်ပြန်ထွက်လာလိုက်တယ်။တကားကိုအပြင်အဆက်ပြီးစစ်ထားမိအပြူ အတင်းမတကားကိုစောက်ပေးလိုက်တာကြောင့်တကားကိုလည်းနည်းမတိရသေးခင်မှာပဲပိတ်သွားတယ်။မိမိအခန်းသို့ခြေလမ်းမဲ့ပြန်စင်ရင်းနှီးမှတီးကန်နိုင်စံတို့တိုးတိတ်ထားခြင်းကမစမ်းသာတော့တကားနေထိုင်ကြပြီးအာရပါရငိုရှာလိုက်တယ်။ငါရဲ့ကလေးပြတ်ကျသွားလို့သားသမီးချင်းကိုချင်းစာစိနေကျဉ်ကျဉ်နနာဆက်ဆံခဲ့တယ်။သမီးရင်နဲ့မကြာကြူးဆိုင်ခဲ့တယ်။တလောမြတ်တရင်နဲ့ဆက်ဆံနေရဘောက်အလိုမကြာဖြစ်ပြီးဆန့်ကျင်နေရလေ။ငါတဲ့ဘသူပိုကောင်းနိုင်မလဲ။နေ့မရနေ့ကိုချက်တာအခြေဆက်ချစ်မှဟုတ်လို့လား ကိုသမီးရဲ့လူမုံအားလူတွေယွံကြောက်ပေးဖြစ်အောင်လိုက်လုံနေရကလေးတွေလူငယ်တွေဆိုတာမှားတတ်ကြတာပဲဒါတိကနိုင်စမ်းမရှိဘူးကလေးကိုငါဘလို့ဆောက်ရှောက်ရုံမလဲငါလွတ်လပ်ခွင့်ပေးပါမမြတူငင်းငင်းကလည်းဘာကိုမချင်မနှက်ဖြစ်နေရလဲပုတ်ပွင့်လင်းပြောကလေးမဟုတ်တော့ရွှေနဲ့ကြောင်နေရတော့မှာဆိတ်ရှိလက်ရှိပြောဆိုပြီးတကဝမှာထိုင်ဝင်ငုံနေတပတ်တူဆောင်းအိနေတော့ငင်းငင်းတကဖန်မျက်နှာလဲလာရင်မတနာရဲ့နောက်မှာတင်းမှာမမြတူရက်နေတယ် မတန်နာလေမျက်ရည်တို့ပြီးထိုင်ရမှာထားလိုက်တယ်။အိတ်ကန်နေဝင်ခဲ့တယ်။ငင်းငင်းနဲ့အကန်တကောင်မှအတန်ပြောက်သွားတာကြောင့်အိယောက်ပေါ်ပြန်အိမ်ရန်ပြန်လဲစင်။ဟဲ့ထစင်။လူမမြင်ရပဲအတန်သာကြားလိုက်တယ်။မမီမမီတမမီကိုရန်လွှဲနေမမီတမင်းနားမှာရှိတယ်။မမီတမလေးကိုတန်တမြင်နေတော့အမေအားသေးသွားပြီ။တမင်းနဲ့အတူအမြဲနေလို့မရဘူး။တမင်းပေါ်ကောင်းတဲ့အန်တီအပြစ်မမြင်အောင်တမင်းလိုက်ပြီးစန့်ကျင်နေရမှရီ။တမင်းအန်တီကျင်းနေအောင်သွားတောင်းမှန်လိုက်။ ်အမေလည်းတမင်တွေစိတ်ချသွားပြီတောက်အခုတအန်တီကိုတောင်းမှန်ပြီးအတူတူအိတ်ဒါမှအမေဝမ်းသာမှာအမေဘေးမှာမတော်ပါနဲ့တမင်နဲ့နေရမယ်တို့ချိန်မှမြတ်တို့ပုံပေါ်လာတယ်ကြောက်စရာသူတွေနဲ့ရုံမဟုတ်မိမိအတူနေကျင်တာပေါ့တမင်မိမိကလူမဟုတ်တော့ဘူးအမေနဲ့တင့်တော်တဲ့နေရာမှာကြွားရုံမှာသွားသမီးမိမိစိတ်ချမ်းသာတာမြင်ချင်နေဆိုရင်အန်တီကိုသွားတောင်းမှန်ပြီးအန်တီနဲ့တူတူတမင်သွားပါမယ်မမြတ်တို့ထိုင်ရကောက်ပြသွားတယ်ညီရင်လေးအယုံလေးကိုပြေးပြီးမတနာခံနေဝင်သွားတယ် အန်ဒီမမေသမင်းအိမ်ပြောလားသမင်းတောင်းမှန်ပါလေသမင်းတော့ကိုမမိုက်ရိုင်းတော့ပါအောင်လန်ဒီမေဘေးမှာသမင်းလိုက်အန်ဒီမေရဲ့အကျဉ်းသားရင်ခွင်တဲတွွင့်ခဲ့တော့ညင်ငိမ့်ပျော်ဆုံးသွားတော့မိခင်ကိုပြန်ရှာတွေ့လိုက်တကယ်တော့ခွန်အားတွေပြည့်လာတော့တယ်အနီးမှာရွက်ကျင့်နေတော့မမျက်သူလေးသမီးလေးအတွက်စိတ်ချသွားပြီဖြစ်၍အင်ဂျီတဲမှာအပီတိုင်းထွက်လာခဲ့တော့တယ်ဟုတ်ကဲ့ပါရှင်ဒီနေ့ဖက်ပြတင်ဆက်ပေးသွားတယ် ဟုတ်ကဲ့ပါရှင်ဒီနေ့ဖတ်ပြတင်ဆက်ပေးသွားတဲ့အစည်းအကြီးရဲ့တရေဆိုရဲဆန္ဒလေးရဲ့အစားဆုံးကတော့ဒီမှာတင်ပြီးဆုံးသွားပြီရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်ပရလောကဇာတ်လမ်းကောင်းများစွာကိုဖတ်ပြတင်ဆက်ပေးတော်မှာဖြစ်လို့အတိတ်တော်ဇာတ်လမ်းတွေတင်နာမလို့တန်တာဆင်နိုင်ဖို့အတွက်ဘိနာအနုတီပဲလေးကိုလည်းနေထားပေးကြပါအောင်။အပိနာစင်မတလေးကျေးဇူးများတင်ပါတယ်ရှင်။